ီနေ့အတွက်ကာလရတာကဗျာရုပ်ဖို့အတွက်ကျွန်တော်ရွေးချယ်ထားတာဟိုတနေ့ကပြောခဲ့သလိုကိုဗစ်ကာလမှာကျွန်တော်ရန်ကုန်ကဗျာတွေရေးပြပါတယ်အဲ့ဒီထက်ရန်ကုန်လေးဆိုတဲ့ကဗျာကိုရွတ်ပါမယ်နောက်ထောင်ကြည့်ပါတရင်ကျုပ်ကိုလွမ်းမတန်းတအချိန်မှာတဆောင်နိုင်ကိုတွေး ရှေးသယောကအပျော်ပြန်မခေါ်ခြင်းပါငါတို့ရဲ့ဝေးကွာခြင်းကရန်သူကိုစစ်ခင်းနေကြတာပဲငါတို့ရဲ့မွန်ကျက်မှုကရန်သူအတွက်လက်နက်တွေပဲဒီတိုက်ပွဲမှာအာဇာနည်တွေပေါ်ထွန်းတယ်ဒီတိုက်ပွဲမှာမြစ်တာပန်းတွေဖူးပွင့်တယ်ဒီတိုက်ပွဲမှာ ကိုကျင်းစာတရားတွေထွန်းကားတယ်အလုံးစုံဆုံးဘုံကျင်းတွေတဲကစစ်ခင်းနေကြတဲ့လူတွေရဲ့ယင်တဲ့ဘယ်သူကခွဲကျင်မာတဲ့လဲလေနှွေးမကုံငင်တကြံပျော်ဖို့အန်ခဲရင်မျော်စုရန်ကုန်ရေးအဲ့ဒီအခါအတာရည်နဲ့လမ်းဘရောက်ပန်းတွေနဲ့အသွင်လှ အရင်ကရန်ကုန်အဖြစ်နဲ့ဒုရတွေပြန်ဆုံပြီးချင်းနိုင်ကြတော့မှလေကျေးဇူးတင်ပါတယ်